ေဂာနေ့မွေးစုအလုံးမင်္ဂလာပါ2025မေလ6ရက်နေ့ကနေ14ရက်နေ့အတွင်းကာလမှာရှင်ပြန်မှုမှန်သမျှအောင်မြင်မယ်ထူးခြားတဲ့ကံကောင်းခြင်းတိုးတက်ခြင်းနဲ့ရှင်မန်းကျဲအောင်မြင်ခြင်းတွေကိုကြုံတွေ့ရမယ်ကိုယ်ပိုင်ဆုံးဖြတ်ခြင်းနဲ့လောကန်ခြင်းရဲ့နှစ်သာရကိုရမယ်ဝေကြီးကံလုပ်ငန်းကံစီးပွားကံဘဝကံလုံးစုံရဲ့ကောင်းသောတက်လန်းဖို့ခြင်း အလိုရှိရာပြည့်စုံခြင်းနဲ့ဘဝအောင်မြင်ခြင်းတွေကိုအထင်ရှားရရှိမယ်။ဘေးဒီမေးခြင်းတဲ့အကြောင်းတွေပေါ်လာရင်ဒီစံစာနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားမယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါမယ်။၁၀ရည်နေမှာ အလုပ်ကိစ္စတွေဆောင်ရွက်သမျှအောင်မြင်မယ်ငွေတော့အဖတ်မတင်ကိုယ့်ရဲ့နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောရမယ်ရန်များမယ်တိုက်ခံများမယ်ဆယ်ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြတ်ခြင်းရှိမယ်ဆက်တရက်နေ့ကအရာရာဆင်ပြေသောကံကြမ္မာရှိမယ်အဲ့ဒီနေ့မှာလာပြည့်နေ့ကစုံလာပြည့်နေ့ဖြစ်တဲ့မြင့်မြတ်တဲ့နေ့ဖြစ်တရားလျော့စွာကောင်းသောကိစ္စတွေဆောင်ရွက်၍မွန်မြတ်သောအကြောင်းအရာရဲ့အနှစ်သာရရမယ်လူဒါနာပြုပါကုသိုလ်ကောင်းမှုပြုပါ စနေနေ့မှာတော့အလုံးစုံကောင်းသောနေထားနဲ့ကံမြန်းမှလာမယ်။ရပိုင်ခွေနေလဲဝဲပြန်ရမယ်။ဆက်သုံးရနေ့မှာရန်တိုက်ခံတဲ့ရှင်ပြည်လောက်ကဘဝတန်လန်းကိုဖန်တီးရမယ်။အဆက်လေးရနေ့မှာတော့အသွာလာနေထိုင်ကြူဆက်ရမယ်။မတော်တဆထိခိုက်မှုအနေကို အထူးပြုကြူဆက်ရမယ်။အရှိရကုန်တည်သွားစရာနေဖြစ်တတ်တယ်။မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သွာလာနေထိုင်သတိထားပါနေမယ်။ ဒီကလအတော်တွဲမှာတနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်တိလေးကိုကနံကျိုးပေးတယ်အညိုရောင်ပြာရောင်နုနေရောင်တို့ကိုဝစ်စင်သောဆွဲပြီးလူရှိရာကိစ္စဆောင်ရနိုင်ပါတယ်အနီရောင်နှင်းစီပွေဖျားကတ်လူပူဇော်ပြီးလူရဆူတောင်းမှာဆူတောင်းပြေပါလိမ့်မယ်ကျေးဇူးတင်ပါတယ်